ဇလန်ရဲ့အဆမှာတော့စာသင်ခန်းတစ်ခန်းထဲမှာကျောင်းသားလေးတွေကစားနေကြပါတယ်။ကျောင်းသားတစ်ယောက်ကပုံပြောင်းကိုမြင်သွားခဲ့ပြီးတော့ထိတ်လန့်စွာအော်ဟစ်ရင်းတတိလစ်သွားခဲ့ပါတယ်။အဲ့ဒီကျောင်းသားပြန်နူးလာတဲ့အချိန်မှာတော့စေယုံကန်းလေးကိုရောက်နေခဲ့ပြီးတော့ကျောင်းသားလေးရဲ့ဂရင်ပေးမှာစိတ်ပူနေတဲ့မိဘတွေနဲ့ကျောင်းကတာဝန်ရှိဆရာမတွေရောက်နေကြပါတယ်။ဆရာဝန်တွေကကလေးရဂျမရဲ့အရာဘာဆုံးရင်မှုမှမရှိပဲအကြောက်လွန်ပြီးဖျားနာသွားတာလို့ဆိုပါတယ်။ဒါပေမဲ့ကလေးရဲ့အဖေကတော့ဒါကိုလက်မခံပါဘူး။ ူတာဟာတာမန်ကြောက်တတ်တဲ့ကလေးမဟုတ်ပဲတကယ်ကြောက်စရာကောင်းတဲ့အရာတစ်ခုခုကိုမြင်ခဲ့လို့လားအခုလိုဖြစ်သွားခဲ့တာလို့အခိုင်အမာပြောဆိုနေပါလားပြဿနာကကလေးကတတိယလာရင်တော့ဘာမှမေးလို့မရပဲလာနေပြီလာနေပြီဆိုတဲ့စကားတခုံးကတော့တွတ်တွတ်ရွတ်ဆိုနေတာပါဒါကကျောင်းမှာပထမဆုံးဖြစ်မှုတာမဟုတ်ပါဘူးကလေးတွေကြားထဲမှာအဲ့လိုအတန်တွေကြားရတာနှစ်ချိန်မကသုံးချိန်မကရှိနေပါပြီ။ဒီတဲ့တဲ့ចောင်းသားမိဘတွေကြားပြက်နဲ့လာမှာစိုးရင်တဲ့အတွက် ဆရာမနှစ်ယောက်ကဘာသာရေးအရာပရိယုတ်တာအစီရင်လုပ်တာမျိုးတွေလုပ်ဖို့အကြံပြုလိုက်ပါတယ်။ဒါပေမဲ့ကျောင်းဝန်ကြီးကတော့ကျောင်းရဲ့ဂုဏ်သိက္ခာကျဆင်းမကိုစိုးရိမ်မိတဲ့အတွက်ဒီအကြံပြုချက်ကိုပယ်ချလိုက်ပါတယ်။ဘာသာရေးလုပ်လိုက်ရင်တကယ်တရေရှိတယ်လို့ဝန်ခံရရောက်သွားလိမ့်မယ်ဆိုပြီးတော့ဒီကိစ္စကိုဖုံးမိပြီးဆက်ဆောင်ကြည့်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့လူကြီးတွေကအမှန်တရားကိုမျက်ခွေပြုထားတဲ့အချိန်မှာတော့လူကြီးတွေမသိအောင်ကျောင်းသားတစုကတော့ဒီကိစ္စကိုစူးစမ်းဖို့တိတိကျကျတိုင်ပင်နေကြပါတယ်။ သူတို့တွေမှာတရေယုံနေသူရှိတယ်လို့လက်တွေ့စမ်းသပ်ချင်တဲ့သူတွေလည်းပါနေပါတယ်။တချိန်တည်းမှာပဲကျောင်းမဆရာမတဦးဖြစ်တဲ့ဆရာမကလည်းဝေးလံတဲ့နေမျိုးလေးတစ်ခုကိုပြောင်းရွှေ့ရင်ပြင်ဆင်နေပါတယ်။နောက်ဆုံးမှာတော့ကျောင်းသားတွေကကျောင်းပိရဲ့ညဘက်မှာကျောင်းထဲကိုခိုးဝင်ပြီးတော့တရေတကယ်ရှိမရှိစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တရေခေါ်ဖို့တော့အမဲသားတွေကိုပါယူဆောင်သွားကြပါတယ်။တရေချောက်တက်တယ်လို့တည်င်းထွက်နေတဲ့စာသင်ခန်းထဲကိုဝင်လိုက်ကြပြီးဇက်ဝဲပေါ်မှာယူလာတဲ့အမဲသားပကံကိုတင်လိုက်ပါတယ် ဲ့ဒီနောက်မှာဘယောင်းနိုင်ကိုထုံးလိုက်ပြီးចောင်းသားတယောက်ကဆ ਿਆ မတကယ်ရှိတယ်ဆိုရင်အခုတားတို့ရှိကိုလာခဲ့ပါလို့ပြောလိုက်ပါတယ်။နောက်ចောင်းသားတယောက်ကလည်းဘေးကနေဖုန်းကင်မရာနဲ့ဗီဒီယိုရိုက်နေပါတယ်။တခဏကြာတော့ဘယောင်းနိုင်မိကလေမတိုက်ပဲငြင်းသွားပါတယ်။ចောင်းသားတွေကလန့်သွားကြပြီးတော့အခန်းထဲကထွက်ပြေးကြပါတယ်။အဲ့ဒီချိန်မှာပဲចောင်းသောကလည်းဓမီကြီးကိုကင်ပြီးတော့အတန်လာရစီကိုစစ်ဆေးမှုတွားခဲ့ပါတယ်။ကျောင်းသားငါရောက်ထွက်ပြေးနေရင်ဗီဒီယိုရိုက်တဲ့ကျောင်းသားဟာသူ့ဖုန်းချက်ခဲ့တော့သတိရပြီ ဖုံးယူဖို့အခန်းထဲကိုပြန်ဝင်သွားလိုက်တဲ့အခါမှာတော့ចောင်းသားကចောင်းလက်ကြီးတစ်ခုခုကိုမြင်သွားခဲ့ပြီးအလန့်တကြာអော်မိသွားပါတယ်ဇလန်းကြီးကဘလို့စက်ပြစ်မယ်ဆိုတော့အပိုင်းနဲ့မှာစောက်ပြီးချုပ်ပေးကြပါဦးခင်ဗျာ